မြစ်ဆုံဒေသခံတွေဖြစ်တဲ့မလီယန်တန်ဖဲပရံပါစတဲ့ရွာတွေကမြစ်ဆုံနဲ့ပတ်သက်တဲ့စကားသံတွေကိုမြမအစင်းအောင်ကိုရက်ကိုရင်ဖွင့်ပြောဆိုတဲ့သတင်းကိုတော့တင်းသွင်းနေကပွိပို့ထားပါတယ်ခင်ဗျာမြစ်ဆုံဤကတာစီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရတဲ့ဒေသခံတွေကသူတို့ရဲ့ခံစားချက်နဲ့စိုးရိမ်မှုတွေကိုမြမအစင်းအောင်ကိုရက်အဖွဲ့ကိုအခုလိုပြောဆိုခဲ့တာပါအဲ့ရင်နဲ့ဒီနေ့ဆိုရင်ကျမတောင်းရလဲမဟုတ်ဘူးအရင်ခက်ခဲတယ်နော်ဟို အဲ့ဒီဒီလာဘလို့မလောက်စားလို့မရဘူးဟောကအဲ့လိုအခင်းလည်းမရှိတော့ဘူးသူဝင်ဝင်လည်းမရှိတော့ဘူးအော်ကမကလေးမြောက်ကတော့အားလည်းကြောင်းခက်လိုက်ရတော့ကလေးမြောက်ပါအပြင်မြစ်စုံရီကတာနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်နေသူတွေဖြစ်တယ်လို့မြစ်စုံဆဲကိုပြုလုပ်မှာကိုလည်းစိုးရိမ်မှုတွေရှိနေသေးပဲလို့ပြောပါတယ်သူတို့ဆက်ကြမှာစိုးရိမ်နေတာရှိတယ် အခုဒီဘက်ဆိုတမ်းမလမ်းနေတန်းဟိုကနည်းနည်းချောတက်လာဘာဖြစ်ဘာတလုံးမဲ့တဘောလမ်းပြီဘူးဒါကြောင့်မြစ်ဆုံအရင်နဲ့ပတ်သက်ပြီးဒေတာခန့်တွေရဲ့ရင်ဖွင့်စကားတန်းတွေကိုအရန်ပဲလူမှုအဖွဲ့အစည်းတွေနဲ့မြမဆင်းရောက်ကွန်ရက်ကလာရောက်နားထောင်ပေးပြီးဒေတာခန့်အားလုံးကိုလည်းပညာရှင်တွေရဲ့စကားတန်းတွေကိုနားထောင်စေချင်တယ်လို့ပြောပါတယ်ဒေတာခန့်မြစ်ဆုံကိုတဘောကဒီမှာအမြင်နေအားနေနေတာပေါ့ကျမတို့ဒေတာခန့်တွေတချို့တွေကအမြင်နေအားနေနေတယ်ဆိုရင်တို့ရဲ့တော့ အာပညာရှင်တွေဟောတဲ့အချက်တွေကိုတော့ပို့ပြီးတော့ data ခန်းတွေကိုနားထောင်စေခြင်းတဲ့သဘောပါရှင်မြန်မာဆင်းရောင်ကွန်ရဲ့အဖွဲ့ဟာလူထုတွေ့ဆုံပွဲတွေနဲ့ပတ်သက်ပြီးပြည်ဦးလွင်ပုတ်ပါဗအံကလော့စားတဲ့နေရာတွေမှာလည်းတွေ့ဆုံပွဲပြုလုပ်ခဲ့ကကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုတော့၅ချိန်မြောက်အဖြစ်အလဲကျတွေ့ဆုံခဲ့တာဖြစ်ပါတယ်ကျမတင်းတင်းနယ်ပါရှင်